ပထမဆုံးရုံတင်နေနေမှာတိန့်တထောင်မြတ်သွားတဲ့ဝိမုံရွှေရဲ့နှဝင်သေးရုပ်ရှင်ဒီအပိုင်းယုံတင်လိုက်တဲ့ဇကားတွေထဲမှာပထမဆုံးယုံတင်တဲ့တရက်ထဲနေတဲ့ကြက်သိန်းတစ်ထောင်အမျက်ရသွားပြီလို့တည်င်းနေထွက်ပေါ်နေတဲ့ဇကားကတော့မင်းသမီးချောင်းဝမုံရွှင်ရဲ့နှဝေသေးရုပ်ရှင်ဇကားကြီးပဲဖြစ်ပါတယ်။ဒီကားကဘာလို့တလောက်တောင်ပေါက်သွားရတာလဲ။ ပြည်သက်တီပါလို့ကြိတ်ကြိတ်တွန်းအားပေးနေကြတဲ့အချောင်းရင်ကတော့ဒီဇကားဟာမင်းသမီးဝုံမုံရွှေရီအတွက်ရောပြည်သက်အတွက်ပါရန်ကုန်ထူးထူးခြားခြားဖြစ်နေတဲ့ဇကောင်းဇလန်းမျိုးဖြစ်နေလို့ပါပဲ။နဝင်တဲ့ကားဟာအရှင်ကမြင်နေကြဝုံမုံရွှေရီပုံစံမျိုးကိုလုံးဝမတွေ့ရပါဘူး။ဒီကားထဲမှာသူဟာနှောင်းဝင်တဲ့တရားပြောရခြင်းပရလောကသားတွေနဲ့ဆက်နွယ်နိုင်တဲ့အကြမ်းမြင်ရတဲ့မျိုးရုပ်ကဆင်းသက်လာတဲ့မင်္ဂလိတရားဖြစ်သေးဥဆောင်ထားတာပါ ဝင်းမောင်ရွှေရဲ့ဇက်ကောင်ဟာဒီလိုပရလောကနဲ့ဆက်သွယ်နိုင်တဲ့မျိုးရိုးဆင်ဆက်တာဝန်ကိုလုံးဝမဆက်ခံချင်ပါဘူး။သူဟာတာမန်မင်းကလေးတယောက်လိုပဲတာမန်ဘဝတာမန်ချစ်ရေးကိုပဲလိုချင်ခဲ့တာပါ။သူရဲ့ဒီကံကြမ္မာကို သူလုံးဝလက်မခံချင်မဲညှင်းဆန်နေခဲ့သူတယောက်ပါ။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပဲဝန်းနေစရာအကောင်းဆုံးပိုင်းကတော့သူ့ရဲ့ချစ်သူမင်းသားအလင်းရောင်တိတ်ဆုံးသွားတဲ့အချိန်မှာစတင်ခဲ့တာပါ။ အလင်းရောက်ရင်ဇက်ကောင်ဟာတေးသွားခဲ့ပြီမေသူ့ချစ်သူဝမ်မုံရွှေကိုချစ်တဲ့စိတ်တွေ့တာစိတ်အယံပြင်းထန်လွန်းတဲ့အတွက်သူတင်လို့တင်မှမတည်တဲ့ဝိညာဉ်တကောင်ဖြစ်နေသူ့ချစ်သူနားမှာပဲအရေးတစ်ခုလိုကတ်တွင်နေထိုင်နေခဲ့ပါတယ်တိမ်မမတိမျက်စိလည်လမ်းမနေတဲ့သူ့ချစ်သူရဲ့ဝိညာဉ်ကတခြားဘသူမှမမြင်နိုင်မတွေ့နိုင်ပါဘူးဒီစွမ်းကိုမလို့ချင်းခဲ့တဲ့သူမတယောက်ကသာမြင်နိုင်ဆက်တွေ့နိုင်တာပါ နောက်ဆုံးမှာတော့ဝတ်မုံရွှေဟာသူ့ရဲ့စွမ်းတွေကိုလက်ခံအသုံးချပြီးကိုယ်တိုင်သင်မမသိတဲ့ချစ်သူရဲ့ဝိညာဉ်ကိုအပြစ်မှန်နားလည်အောင်ကျွလွခွင့်ရအောင် တမလွန်ကိုကူးသွားဖို့အတွက်ကူညီပေးရပါတော့တယ်။ဒါကြောင့်ဒီစကားကိုကြည့်ရှုတဲ့ပရိသတ်တွေက၆ချားစရာတရေကဟော်ရာကားလို့ထင်ပြီးတွားကြည့်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ဒါဟာတရေကားတသက်မဟုတ်ပါဘူး။ဒီဘွားမှာရောတမလွန်မှာပါမပေါန့်ဖက်ရတဲ့ချစ်သူနူရဲ့ရှင်နာစရာဇလန်းတစ်ပုတ်ဖြစ်နေတာကိုတွေ့လာရတာပါ ဒါကြောင့်လေပြည်သက်တွေကရှုံထဲမှာကြောက်ရတဲ့ခြားကမျက်ရည်ပါဝဲပြီး ရှင်ကွဲခံစားခဲ့ကြရတာပါဝင်းမုံရွှေဤကိုရိုင်းကလည်းတီဆန်းရုပ်ပြပြင်ဖို့အတွက်တကယ့်နောက်ဝင်တဲ့ဆ ्याम မကြီးတူစီမှာတေချာလိလာခဲ့ရတယ်လို့ရှိုက်ကွင်းကလည်းတကယ့်တုံးနဲ့ကြည့်တဲ့ညတကောင်တွေမှာချက်သီးထဆရာတွေ့ကြုံနေတဲ့ရှိုက်ကူခင်ရတာမို့စကားကတကယ့်ကိုထူးခြားနေခဲ့ပါတယ်။ ဒီလောက်ထိအောင်မြင်ရတဲ့နောက်ထပ်အကြောင်းရင်းကတော့ဒီဇက်ကားဟာမင်းသမီးဝမ်မုံရွှေကိုရိုင်းသူမရဲ့ကိုပိုင် protection ကနေငွေကုန်ကြေးချာများပြအိတ်ဆိုင်ခံပြီးထောက်လုပ်ထားတဲ့ဇက်ကားဖြစ်နေတာပါဝမုံရွှေဆိုရကတနည်းမှရုပ်ရှင်တကားနကားလောက်သာလက်ခံရိုက်ကူရလေးရှိတဲ့ဇလန်းရည်သွေးကိုအရန်ဦးစားပေးတဲ့မင်းသမီးတယောက်ပါ အခုတော့နှုတ်ဝင်တဲ့ရုပ်ရှင်ဇကားကိုလည်းဝမုံရွှေကအကောင်ဆုံးဖန်တီးထားတာဖြစ်ပါတယ် ပြည်သူကြီးရောကြောက်စရာတရေကားလို့ထင်တာပြီးမှရင်နာစရာချစ်စလန်ဖြစ်နေတဲ့နှဝင်သေးစကားကြီးကိုကြည်ပီးကြပြီလားကြည်ပင်းရင်ဘလို့ခန်းစားရလဲဆိုတော့ကိုဝင်မြပေးသွားကြပါအောင်ရှင်